ပါ DVB ရဲ့စီးပွားရေးအစီအစဉ်ကနေကြိုဆိုပါရစေအခုတစ်ပတ်အတွင်းစူးစီးရရှိထားခဲ့တဲ့နိုင်ငံတကာနဲ့ဒေတာရင်းစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရုရှားစီကရေနံဝယ်ယူမှုကိုရပ်တန့်မှုမိုဒီအနေနဲ့သဘောတူခဲ့ကြအောင်ထရမ့်ရဲ့ပြောဆိုချက်သတင်း American ဘက်ကတရားရဂိုင်နှုန်းအခွန်စည်းကြံရင်တရုတ်ရဲ့လက်တော့ပြတ်မှုကို ရင်ဆိုင်ရမယ်ဆိုတဲ့ တတိပေးချက်တင်းနဲ့ Prince ငွေလင်ကိုင်းကနေဒေါ်လာ14ဘီလီယံဘိုးပစ်ကွိုင်းတွေကိုတင်စီရမိခဲ့တဲ့တတင်းတွေပဲဖြစ်ပါတယ်ပထမဆုံးသတင်းပုတ်အနေနဲ့အိန္ဒိယဝန်ကြီးချုပ်နရိန်ဒရာမိုဒီစီကနေရုရှားရင်နယ်ဝယ်ယူတာရပ်တန့်မယ်ဆိုတဲ့သဘောတူညီချက်ကိုရရှိပြီးဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်အတည်ပြုသွားပါရီလက်ရှိယူကရိန်းစစ်ပွဲအဆုံးသတ်ရေးတွက်အမေရိကန်ကရုရှားအစိုးရကိုစီးပွားရေးအရာဖိအားပေးနိုင်ဖို့ကြိုးပမ်းနေကြတာပါဒါပေမဲ့လည်းအိန္ဒိယဟာရုရှားရင်နံတင်သွင်းမှုကိုချက်ချင်းရပ်တန့်လိုက်ဖို့မဖြစ်နိုင်တဲ့အလျောက်အချိန်တိုတွင်းလှုပ်ဆောင်သွားမယ်လို့ဝင်ကြီးချုပ်ဘက်က အာမခံခဲ့တာဖြစ်ပါရီ ဒါကြောင့် Trump ကကြီးမားတဲ့မှတ်တိုင်တစ်ခုဖြစ်တယ်ဆိုပြီးတည်င်းတော့တွေကို မှတ်ချက်ပေးသွားပါရီလောလောဆယ်အိန္ဒိယနိုင်ငံသား၏ဝင်ကြီးဌာနကတော့အဲ့ဒီကိစ္စကိုသတိမပြုမိသေးဘူးဆိုပြီးတုံ့ပြန်ထားပါရီရုရှားရဲ့အကြီးမားဆုံးပို့ကုန်ဟာရေနံနဲ့သဘာဝဓာတ်ငွေဖြစ်ပြီး မော်စကိုစီကအများဆုံးဝယ်ယူနေတဲ့ဖောက်သည်တွေထဲမှာတရုတ်အိန္ဒိယနဲ့တူရကီစတဲ့နိုင်ငံတွေပါဝင်နေတာကိုတွေ့ရပါတယ် အခုလိုမျိုးရုရှားစီကရေနံဝေယူမှုကိုရပ်တန့်မှု အမေရိကန်အနေနဲ့အကြင်ကြင်တောင်းဆိုခဲ့ပြီးမလဲအိန္ဒိယရဲ့ညှင်းဆန်မှုကြောင့်တတ်တမန်ဆက်ဆံရေးအကြောင်းထားခဲ့ပါတယ်ဒါကြောင့်ရုရှားရေနံပြင်လက်နက်တွေပါဝယ်ယူနေခဲ့တဲ့အိန္ဒိယပေါ်အခွန်90ရာခိုင်နှုန်းစီးကျပ်ဖို့အတွက်ဩဂုတ်လထဲမှာထရမ့်ဆိုရအနေနဲ့ဆုံးဖြတ်ခဲ့ပါတယ်။အခုဆိုရင်အလားတူလှုပ်ဆောင်မှုတရုတ်ပေါ်ဖိအားပေးရအောင်မယ်ဆိုပြီး ထရန့်ကပြောဆိုသွားသလိုဂျပန်ကလည်းရုရှားယင်နယ်နဲ့တန်းငွေတင်သွင်းမှုရပ်ဆိုင်းလိုက်ဖို့အတွက်တိုက်တွန်းထားခဲ့ပါတယ်။တစ်ဖက်မှာ အမေရိကန်နဲ့တူဥရောပနိုင်ငံတွေဘက်ကမော်စကိုနဲ့ကုန်သွယ်မှုဆက်လုပ်နေတဲ့အချက်ကိုထောက်ပြပြီးစံနှုန်းအမျိုးမျိုးနဲ့လိုအပ်သလိုပုံဖော်နေတယ်လို့ဒေလီအစိုးရအနေနဲ့ဝေဖန်ထားပါတယ်။ဒါပြင်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ပါရင်းနှီးတဲ့ဆက်ဆံရေးရှိထားပြီမလဲမိုဒီကယူကရိန်းစစ်ပွဲမှာ ဗမ်းမလိုက်တဲ့ဂျာနေမူဝါဒကိုနိုင်ဆွဲထားခဲ့တာပါကမ္ဘာပစ္စမမြောက်အကြီးဆုံးစီးပွားရေးလက်ပတ်နိုင်မှုဆိုရင်အိန္ဒိယနိုင်ငံဟာရှော့ဈေးနဲ့ရရှိနေတဲ့ရုရှားရေနံစိမ်းတွေပေါ်မိခိုနေရတဲ့အကြောင်းဖော်ပြထားပါတယ်နောက်ထပ်သတင်းပုတ်အနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာတရုတ်နိုင်ငံပေါ်အခွန်တရာရာဂိုင်နှုန်းထိတိုးမြင့်ကောက်ခံသွားမယ်လို့အော်တိုဘာလ၁၀ရက်နေ့မှာကတိပြုခဲ့တဲ့အလျောက်ကုန်သွယ်ရေးစစ်ပွဲအချိန်မြင့်တက်လာခဲ့ပါတယ် ခုလိုမျိုးထရမ့်ရဲ့အခွန်စည်းကြယ်ရေးချိန်ချောက်မှုအရာ မတူညီတဲ့စံနှုန်းတွေနဲ့ခွဲခြားဆက်ဆံနေတယ်ဆိုပြီး ပေကျင်းကဝါရှင်တန်ကိုပြန်ဆွဆွဲထားပါတယ်။တကယ်လို့သာအမေရိကန်သမ္မတရဲ့ချိန်ချောက်မှုတိုင်းအကောင့်ထဲပေါ်လာခဲ့မယ်ဆိုရင်တရုတ်နိုင်ငံဘက်ကလည်းတံပြန်အရေးယူမှုတွေကိုလှုပ်ဆောင်သွားမယ်လို့ဖော်ပြထားပါတယ်။ဒါမြေရှားတပ်ထုတင်ပို့ရေးစီမင်းစည်းကမ်းတွေတင်းကျပ်သွားမဲ့ပေကျင်းဆွေရရဲ့လောက်ရက်ကိုစီးကျက်ခွန်နဲ့တုံ့ပြန်မယ်ဆိုပြီး ထရမ့်ဘက်ကတတိပေးထားခဲ့တာပါအဲနောက်တရုတ်ဘက်ကအင်မတန်ရန်လိုလာခဲ့သလိုကဘာကြီးကိုလည်းချုပ်ကင်နိုင်ဖို့ကြိုးပမ်းနေတယ်ဆိုပြီးဖြစ်ဆွတ်ပြောသွားပါရီဒါစမတ်ဖုန်းဆိုလာပြားနဲ့လျှက်စစ်ကားစတဲ့ဒီပညာမြင့်ပစ္စည်းတွေထုတ်လို့ရမှာအရေးပါတဲ့မြေရှားတတ္ထုအပါအဝင်အခြားပုဂ္ဂိုလ်တွေအထိတင်းကျပ်ဖို့ရှိတဲ့အကြောင်းပေကျင်းအစိုးရအနေနဲ့ကြေညာခဲ့တာကြောင့်ဖြစ်ပါရီ ကဘာဝမှာရှိသမျှမြေရှားသတ္ထု60ရာခိုင်နှုန်းလောက်ကိုတရုတ်နိုင်ငံကသာတန့်စင်ပြီးထုတ်လုပ်ပေးနေတာဖြစ်တဲ့လျောက်အခုလိုမျိုးစိုးရိမ်မှုရှိနေကြတာ ဖြစ်ပါ रे အဲ့တောင်ထရမ့်ကအများလေးစားရတဲ့သမရရှိဟာမလိုလားအပ်တဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါ रे သူနိုင်ငံတော်စီးပွားရေးပြက်ကပ်ဖြစ်မှာမလိုလားတလို့ကျွန်တော်ဆိုရင်လည်းမလိုချင်ပါဘူးအမေရိကန်ကတရုတ်ကိုကူညီပေးချင်တာပါ ထိခိုက်အောင်မလုပ်လို့ပါဘူးဆိုပြီး post တင်ထားခဲ့ပါ रे တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူဘက်ကတော့အခွန်စစ်ပွဲဆိုင်ရာယက်တီချက်ဟာအမြဲတမ်းတသမတ်သေးရှိခဲ့ပါရည်ကျွန်တော်တို့ဒါကိုမလိုလားပါဘူးဒါပေမဲ့ဖြစ်လာခဲ့ရင်လဲကြောက်နေမှာမဟုတ်ပါဘူးဆိုပြီးတုံ့ပြန်သွားခဲ့ပါရည်အခုလိုမျိုးနှစ်နိုင်ငံကြားအပြန်အလှန်ပြောဆိုနေမှုဟာကုန်သွယ်ရေးစစ်ပွဲအသစ်တွေကျင်းပတဲ့အခါမှာကိုယ့်ဘက်ကယက်တီချက်ကိုအသာစီးရအောင်လှုပ်ဆောင်တာမျိုးဖြစ်တဲ့အကြောင်းလိလာသူတွေအနေနဲ့သုံးသပ်ထားပါရည် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်ထောင်နဲ့ American အစိုးရကလိမ်လည်မှုတွေကျူးလွန်ခဲ့တဲ့ Prince Group တည်ထောင်သူ Chan Ji Go ဖမ်းဆီးရမိခဲ့ပြီးဒေါ်လာ14ဘီလီယံပိုတန်ကြီးရှိတဲ့ Bitcoin တွေပါသိမ်းဆည်းရမိခဲ့ပါတယ်။ဒါ Crypto တမိုင်းတစ်လျှောက်တန်ဖိုးအကြီးမားဆုံးဖမ်းဆီးရမိမှုဖြစ်ခဲ့ပြီး Bitcoin အရေအတွက်အပြင်တသိန်း2000ကျော်ရှိတာတွေ့ရပါတယ်။ ကမ္ဘောဒီးယားနဲ့ပြည်တိန်နှစ်နိုင်ငံသားခံယူထားသူချန်ဂျီဟာငွေကြေးခေါ်ဝါချမှုအပအဝင်အွန်လိုင်းပေါ်မှာလိမ်လည်မှုတွေပြုလုပ်ခဲ့တဲ့ဆိုတဲ့ဆွဲချက်တွေအရနယူးယောက်မြို့မှာအဖမ်းဆီးခံထားရတာပါအဲနောက်အမေရိကန်နဲ့ပြည်တိန်ရဲ့ပူးပေါင်းစစ်ဆင်ရေးအတွင်းချန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်အေးအေးယူပိတ်ဆို့မှုတွေပါချမှတ်ခဲ့ပါတယ်အဲနောက်ပြည်တိန်အစိုးရကလည်းချန်ရဲ့စီးပွားရေးနဲ့ပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းထားတယ်ဆိုပြီးအတည်ပြုခဲ့ပါတယ် ဒါခြံရဲ့ပိုင်ဆိုင်မှုတွေတဲကလန်ဒန်မှာရှိနေတဲ့နေအိမ်16လုံးကိုတင်ယူလိုက်တာဖြစ်ပြီးအိမ်တလုံးဆိုရင် ပေါင်တန်းတရာလောက်တန်ကြီးရှိတယ်လို့ဖော်ပြထားပါရီ။ဒါပြင် Prince Group ကုမ္ပဏီအောက်မှာလုပ်ငန်းခွဲအများပြားရှိလို့နေပြီးချန်ဟာစိုက်ဘာလိမ့်လည်မှုတွေကို နောက်ွယ်ကနေကြိုးကင်သူဖြစ်ဆွဆွဲခံထားရပါရီ။ American တရားရုံးတစ်ခုကတော့ချန်ရဲ့ကုမ္ပဏီကိုနိုင်ငံတကာမှာရုံးတွေဖွင့်ထားနိုင်တဲ့ အာရှရဲ့အကြီးဆုံးရာဇဝတ်ဂိုင်းဖြစ်ရည်ညွှန်းခဲ့ပါတယ်။မလဲမဝဲသားကောင်တွေကိုအွန်လိုင်းကနေဆက်သွယ်ပြီးယင်းနှမြုပ်နယ်ရင်အချိုးမြတ်ရမယ်ဆိုတဲ့လိန်လေချက်အရာ ခရစ်ပတိုငွေကြေးတွေအရယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းတွေကနေပဲဆိုရှယ်မီဒီယာအကောင့်ပေါင်း86000ဝန်းကျင် ထိန်းချုပ်ထားတဲ့အပြင်ဖုန်းလုံးရေ1250ခုပါ အသုံးပြုခဲ့ပါတယ်။အခုလိုမျိုး channel အတူအပေါင်းပါတွေက ီကာဆိုရဲ့ရှားပါပကြီးကအပောင်ဝင်ဇင်ခံပစ္စည်းမျိုးစုကိုဝယ်ယူသုံးစွဲလေးရှိတဲ့အသုံးဖြုံးကြီးသူတွေအဖြစ်ထင်ရှားပါတယ်။တကယ်လို့ချမ်းသာပြစ်မှုထင်ရှားခဲ့မယ်ဆိုရင်လည်းအမြင့်ဆုံးထောင်ဒဏ်အနှစ်40အထိကြာခံရနိုင်ပါတယ်။ဆလတ်တက်ဆက်ပေးမှာကတော့ပြည်ထောင်နိုင်ငံမှာ BYD ကားကုမ္ပဏီရဲ့ရောင်းအားကိုးစားနီးပါးတက်လာခဲ့ပြီးနောက်တရုတ်ပြည်ပြင်ပရဲ့အကြီးမားဆုံးဈေးကွက်ဖြစ်လာခဲ့တယ်လို့အတည်ပြုပါတယ်။ ဒါတေယုလျက်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း BYD ရဲ့စက်တင်ဘာလရောင်းအားကပြီးခဲ့တဲ့နှစ်ကာလတူထက်180ရာခိုင်နှုန်းအထိကိုမြင့်တက်ခဲ့တာကြောင့်ဖြစ်ပါတယ်။လွန်ခဲ့တဲ့လအတွင်းပြည်ထောင်နိုင်ငံမှာ BYD ကားစီးရေပေါင်း1290တဆင်းရောင်းချခဲ့ရတာဖြစ်ပြီး အများစုဟာဒီဇယ်နဲ့ရောလျက်စစ်အားနဲ့ပါမောင်းနေနိုင်တဲ့ plug-in hybrid မျိုးစား CU CU model တွေဖြစ်ကြပါတယ်။ မိတိုင်နိုင်ငံဆိုင်ရာကားလုပ်ငန်းအဖွဲ့ချုပ် SMMD ကလည်း BYD အပါအဝင် EV လျှက်စစ်ကားတွေရဲ့ရောင်းအားကိုစံချိန်တင်မြင့်တက်လာခဲ့တယ်ဆိုပြီးဖော်ပြထားပါရယ်။ဒါ့အပြင်မိတိုင်နိုင်ငံဟာဥရောပသမဂ္ဂနဲ့ American လိုမျိုးတရုတ်လျှက်စစ်ကားတွေပေါ်အခွန်စည်းကြမှုမရှိတဲ့လျောက်အ धिक ကျတဲ့ဈေးကွက်ကြီးတစ်ခု ဖြစ်လာခဲ့ပါရယ်။ဒါ့အပြင် BYD ကအနောက်နိုင်ငံထုတ်ကားတွေထက်ဈေးသက်သာတာကြောင့် ပြည်တင်ရဲ့ဈေးွက်ဝေစု3.600ကိုင်းနှုန်းထိထိန်းချုပ်ထားနိုင်တယ်လို့အယောင်ပြကန်းတရားပြောင်းကိုလည်းဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။လာမယ့်လပိုင်းတွေမှာနှမျိုးဆက် hybrid နဲ့လျှက်စစ်တီးတန့်သုံးကားမော်ရယ်အသစ်တွေကိုပါထပ်ပြီးမိတ်ဆက်သွားမယ်လို့ BYD ရဲ့ဌာနမန်နေဂျာဖြစ်သူဘွန်နိုရှိကမှတ်ချက်ပြုပါတယ်။2024အောက်တိုဘာလအရောက်မှာတော့ တရုတ်ပြည်ကနေတင်သွင်းလာခဲ့တဲ့လျှက်စစ်ကားတွေကို55ရာခိုင်နှုန်းအထိအခွန်စည်းကြမယ်ဆိုပြီးဥရောပသမဂ္ဂ EU အနေနဲ့ကြေညာခဲ့ပါတယ်။ဒါဟာတရုတ်ကားကုမ္ပဏီတွေကအစိုးရထောက်ပံ့ခြင်းများစွာကိုရရှိနေတဲ့အလျောက် EU အနေနဲ့မမျှတဘူးဆိုပြီးယူဆတဲ့အတွက်ဥရောပကားထုတ်လုပ်သူတွေပေါ်အကာအကွယ်ပေးနိုင်ဖို့ရာရည်ရွယ်လှုံ့ဆော်ခဲ့တာပါ။ဆလတ်တင်ဆက်ပြီးမှာကတော့ Google ရဲ့မိခင်ကုမ္ပဏီ Alphabet ဟာဒေါ်လာ15ဘီလီယံထိအသုံးပြုပြီးအိန္ဒိယတောင်ပိုင်း Andhra Pradesh ပြည်နယ်မှာ AI ဘိုဂျက်နေရာတစ်ခုတွက်ယင်းနှိမ့်မြှုပ်နှံသွားဖို့ရှိနေပါတယ်။ဒါကြောင့်ကမ္ဘာ12နိုင်ငံမှာ Google ကနေဖြန့်ကျက်သွားမဲ့ AI Data Center ရဲ့အစိတ်အပိုင်းဖြစ် Visa Campaign ဆိုတဲ့စိတ်ကမ်းမြူကိုပါထည့်သွင်းထားတာတွေ့ရပါတယ်။ Google ရဲ့ Cloud CEO ဖြစ်သူ Thomas Kuring ကတော့ဒါအကြီးမားဆုံး AI ဗဟိုချက်ပါ American အပြင်ဘက်တကဘာလုံးမှာယင်းနှိမ့်မြုံနယ်မှုတွေကိုပြုတ်လုသွားမှာပါဆိုပြီးအတည်ပြုပါတယ်လာမယ့်9နှစ်စာအတွက် Google ဟာယင်းနှိမ့်မြုံနယ်မှုတွေဖြန့်ကျက်ထားနိုင်မှုပြင်ဆင်နေကြတာလည်းဖြစ်ပါတယ် American သမ္မတ Trump ကတော့ဤပညာကုမ္ပဏီကြီးတွေကို ြည်တွင်းမှာလာရောက်ရင်းနှီးမြှုပ်နှံမှုတောင်းဆိုထားတဲ့အချိန်မှာပဲအဲ့ဒီကြေညာချက်ထွက်ပေါ်လာခဲ့တာပါ။ဒါ့အပြင်အိန္ဒိယနိုင်ငံမှာကုန်ကျစရိတ်တက်တာမှုနဲ့အတူအင်တာနက်အသုံးပြုသူအလင်းမြန်တိုးပွားလာတဲ့အချက်က cloud နဲ့ AI နည်းပညာကိုချဲ့ထွင်နေတဲ့ Google တို့မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။ဒါကမ္ဘာလူဦးရေအထူးတက်ဆုံးနိုင်ငံမှာ Google ရဲ့အကြီးမားဆုံးယင်းနှိမ့်နှံမှုဖြစ်တယ်လို့ AI data scenario ရဲ့ဘိုးချက်ဖြစ်လာနိုင်တဲ့အလားအလာလည်းရှိလို့နေပါတယ်။ဒီလိုမျိုး data center ကြီးတွေလဲပတ်နိုင်မှုဆိုရင်လျှက်စစ်စွမ်းအင်နဲ့အတူ လေအေးပိတ်ဆက်များစွာလိုအပ်လေရှိပါတယ်။ဒါကြောင့် Andhra Pradesh ပြည်နယ်အစိုးရဘက်ကလိုအပ်တဲ့မြေနေရာနဲ့လျှက်စစ်မီပေးမယ်ဆိုပြီးယင်းနှိမ့်နှံသူတွေကို ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။လွန်ခဲ့တဲ့9နှစ်တာအတွင်း ိန္ဒိယရဲ့ data center လုပ်ငန်းတွေဟာ30နီးပါးတိုးတက်လာခဲ့ကြောင်းသိရပါတယ်။နောက်ဆုံးသတင်းပုတ်အနေနဲ့ပေါ်တူဂီအသင်းကောင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုဟာဘီလီယံနာဆင့်ကျွေးဝါးတဲ့ပထမဆုံးဘောလုံးသမားဖြစ်လာခဲ့ကြောင်းသတင်းတွေမှာဖော်ပြထားပါတယ်။ Bloomberg ဘီလီယံနာအညွန့်ကိန်းရရော်နယ်ဒိုရဲ့ပိုင်ဆိုင်မှုဟာခံမှန်းကြီးဒေါ်လာ1.4ဘီလီယံအထိရှိလာခဲ့တယ်လို့သိရပါတယ်။ အသက်40အရွယ်ရော်နယ်ဒိုဟာဆော်ဒီကလပ်အန်နာဆာနဲ့ပြီးခဲ့တဲ့ဇွန်လကမှဒေါ်လာတန်း400တန်ကြီးရှိတဲ့စာချုပ်ကို ချုပ်ဆိုထားခဲ့တာပါ2002ကနေ2023ခုနှစ်အတွင်းရော်နယ်ဒိုရဲ့လောက်ခလာစာကိုလည်းဒေါ်လာတန်း950ကျော်ရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်ဒါပြင် Nike နဲ့တနစ်စာဒေါ်လာ18တန်နီပါအပါဝင်အခြားနာမည်ကြီးအမှန်တစိုက်တွေနဲ့ပါချုပ်ဆိုထားခဲ့တဲ့စာချုပ်တွေကနေလဲဒေါ်လာ185တန်ကျော်ကိုနှစ်စဉ်ရရှိနေတာဖြစ်ပါတယ်2023ခုနှစ်မှာ Manchester United အသင်းကနေ El Nassr ကိုပြောင်းရွှေ့ခဲ့တဲ့ Ronaldo ဟာဘောလုံးသမိုင်းတစ်လျှောက်လစာအများဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်အဲ့နော် Ronaldo က El Nassr အသင်းမှာတနစ်ကိုဒေါ်လာ 238တန်းလစာနဲ့အတူအပိုစုကြီးရဲ့အပါဝင် အသင်းရှယ်ယာ15ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရထားသူလည်းဖြစ်ပါရယ်။ဒါကြောင့်အာကဇာလောကရဲ့ဘီလန်နာစင်းနဲ့မှာမိုက်ကယ်ဂျော်ဒန်၊တိုင်ဂါဝုဒ်၊ရိုဂျာဖက်ဒရာတို့နဲ့အတူရော်နယ်ဒိုလည်းပါဝင်လာခဲ့ပါရယ်။အာဂျင်တီးနားအသင်းကောင်းဆောင်လီယိုနယ်မက်ဆီရဲ့ပိုင်ဆိုင်မှုကိုတော့ဒေါ်လာတန်း600ကျော်ရှိတယ်ဆိုပြီး Riders သတင်းဌာနကခန့်မှန်းထားပါရယ်။ဟုတ်ကဲ့ပါ ဒီတစ်ပတ်တော့ business focus အစီအစဉ်ကိုဒီမာရင်အဆုံးသတ်လိုက်ပါတယ်နောက်ပတ်တွင်မှပြန်လည်ဆုံတွေ့ရအောင်ပါကျွန်တော်ကတော့ K ဆက်နိုင်ပဲဖြစ်ပါတယ်